ဟာလေလုယာဒီနေ့မှာအသက်ရှင်လျှောက်လဲမယ်နှုတ်ကပတ်တော်ကိုခံယူရအောင်တင်ဟာတာလွန်စွာမျက်နှာตาပြီးခြင်းခံရတော်သူဖြစ်တယ်ဟာလေလုယာဘုရားသခင်ကတင့်ကိုအထူးဦးစားပြီးပြုစုနေတာဖြစ်တယ် တိကောအခန်းကြီးတအခန်းငယ်30ကိုကြည်ရထိုဖျားသခင်အားဖြင့်တင်တို့သည်ယေရှုခရစ်၌တည်နေကြ၏ထိုသခင်မူကားဖျားသခင်စီရင်တော်မူသည့်အတိုင်းငါတို့၌ပညာမှဆ၍ဖြောက်မတ်ခြင်းတန့်ရှင်းခြင်းရွေးနှုတ်ခြင်းဖြစ်တော်မူ၏ဟာလေလုယာ င်ဟာဆိုလို့ရှိရင်ယေရှုခရစ်၌တည်နေတယ်ဆိုရင်ဘုရားသခင်ကစီရင်ပေးထားတာမျက်နှာตาပေးတယ်ဘေးအရာတွေမှာတင့်ကိုစီရင်ပြီးမျက်နှာตาပေးတယ်ဆိုပညာအရာ၌၎င်းထောက်မှတ်ခြင်းအရာ၌၎င်းတန်ရှင်းခြင်းအရာနဲ့၎င်းယူနှုတ်ခြင်းအရာနဲ့၎င်းတင့်ကိုမျက်နှာตาပေးလေးရှိတယ်ဖြစ်တယ်။ဟာလေလုယာ။တင်ကခရစ်တော်၌တည်နေဖို့လိုတာဖြစ်တယ်။ င်ဟာယုံကြည်သူခရစ်ယာန်တယောက်ဖြစ်မယ်ဆိုရင်ဖခင်သခင်ရဲ့မျက်နှာตาပေးခြင်းကသင်ရဲ့ဘဝအသက်တာပေါ်မှာထူးတမှုထူးခြားစွာတည်ရှိနေတဲ့သင်ဟာမျက်နှာตาပေးခြင်းကိုခံရဖို့ရန်တွေ့အရေးအချင်းပြည့်မီတဲ့သူဖြစ်တယ်လို့ကျမ်းစာကဖော်ပြထားတာဖြစ်တယ်။သင်ဟာအမိမဟုတ်ဘဲနဲ့ ကောင်းဖြစ်တယ်လို့ကျမ်းစာမှာအတိအကျဖော်ပြထားတယ်။သင်ဟာဆိုလို့ရှိရင်အကောင်းဆုံးသူဖြစ်ပြီးတော့ကောင်းသောအရာတွေကိုပဲလက်ခံရယူရမယ့်သူဖြစ်တယ်။ဟာလေလုယာ။ရှာလန်ခန်းကြီးကအခန်းငယ်စနစ်မှာဗာပြောထားလေလို့ကြည့်ရဲ့။အိုးသာရဖျားကိုရိုဒီဖြောင့်မတ်သောသူကိုကောင်းကြည့်ပြီး၍ ကျေးဇူးတော်အားဖြင့်ကိုယ်ကဆောင်းမတော်မူလိမ့်တည်းဟာလေလုယာဘုရားသခင်ကသင်ဒီခရစ်တော်ထဲ၌တည်ရှိတယ်ဆိုရင်သင်ကိုဘုရားကမျက်နှာตาပြီးပြီးတော့ဖြောင့်မတ်တဲ့သူဖြစ်စေတယ်ပြီးတဲ့အခါမှာသင်ကိုမျက်နှာตาပြီးပြီးကောင်းကြီးမင်္ဂလာရရှိစေတယ် ပြီးတဲ့အခါမှာဘုရားသခင်ကတင့်ကိုမျက်နှာတာပြီးပြီးတော့မှကြွယ်ကဆောင်းမနေတယ်ဆိုတော့တွေ့ရမှာဖြစ်တယ်။ဒီအချက်ကိုကြည့်မယ်ဆိုရင်ဘုရားသခင်ကတင့်ကိုအထူးဦးစားပြီးပြီးတော့မှပြုစုထားတာဖြစ်တယ်။ဟာလေလုယာတင့်ရဲ့ဘဝအသက်တာကမျက်နှာတာပြီးချင်းခံရတဲ့အသက်တာဖြစ်ကြောင်း ဖရာသခင်ရဲ့မျက်နှာตาပြီးခြင်းကိုသင်ခံစားရရှိကြောင်းကိုသင်ရဲ့ဩတပစိတ်ထဲကနေကြည်လင်စွာသင် သိရှိနေဖို့ဖြစ်တယ်။ဤဖက်ခန်းကြီးတီအခန်းငယ်6မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ငါတို့သည်ယေရှုခရစ်အားဖြင့်တားအရာကိုရမည်အကြောင်းအလိုတော်ရှိသောစေတနာတိုင်းရှေ့မစွာက ခွဲခက်မှတ်သားတော်မူ၏ဟာလေလုယာခရစ်တော်အားဖြင့်ဖျားသခင်ကတင့်ကိုအထူးမျက်နှာပေးပြီးတော့မှဖျားရဲ့တားအရာကိုရစေတာဖြစ်တယ်ဟာလေလုယာသင်ဟာတာမန်လူမဟုတ်ဘူးဖျားသခင်မျက်နှာပေးပြီးတော့မှသူ့ရဲ့တားအဖြစ်တင့်ကိုခွဲခက်မှတ်သားပေးတယ်ပြီးတဲ့အခါမှာအဲ့ဒီခွဲခက်မှတ်သားပေးတာကအခုမှမဟုတ်ဘူး ရှေ့မစွတဲ့ကဟာလေလုယာဒီကဘာမတီမရှိမီတဲ့ကတင့်ကိုဘုရားကမျက်နှာတာပေးပြီးတော့မှခွဲခန့်မှတ်သားထားတာဖြစ်တယ်ဟာလေလုယာတင့်ကတာမန်လူမဟုတ်ဘူးဘုရားသခင်အထူးဦးစားပေးပြီးတော့မှမျက်နှာတာပေးခြင်းကိုခံရတော်သူဖြစ်တယ်မျက်နှာတာပေးခြင်းဆိုတဲ့စကလုံးကိုဂရိဘာသာစကား၌ charito လို့ပြောတာဖြစ်တယ်။အဲ့ဒီရဲ့အဓိပ္ပာယ်က highly favor လို့ပြောတော့အမြင့်ဆုံးသောမျက်နှာသာပေးခြင်းကိုခံရတော်သူဖြစ်တယ်လို့ပြောတာဖြစ်တယ်။အဲ့ဒီစကလုံးရဲ့တူညီတဲ့စကလုံးကိုစကားကိုကောင်းကင်တမန်ကသုံးပြုခဲ့တာအောင်ကျမ်းစာမှာတွေ့ရမှာဖြစ်တယ်။ ကောင်းကင်တမန်ကဘယ်နေရာမှာတုံးပြုတလဲဆိုရင်လူကခန်းကြီးတခန်းငယ်28မှာတုံးပြုခဲ့တယ်။ဘသူ့ကိုပြောတလဲဆိုရင်မာရိကိုပြောခဲ့တာဖြစ်တယ်။ကျမတို့ကြည့်ရအောင်လူကခန်းကြီးတခန်းငယ်28ကိုကြည့်ရအောင်။ကောင်းကင်တမန်သည်ရောက်လာလျင်ကျေးဇူးတော်ကိုခံရသောမိန်းမသင့်အားမင်္ဂလာဖြစ်စေတည်း။ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏သင်သည်မိမတကားတို့ထက်မြက်စွာသောမင်္ဂလာရှိသည်ဟုပြောဆို၏ဟာလေလုယာဒီမှာမာရိကိုကောင်းကင်တမန်ကလာပြီးတော့မှပြောတာဖြစ်တယ်ဂျေစုတော်ကိုခံရတဲ့မိမသင်အားမင်္ဂလာဖြစ်စေတည်းဒီစကလုံးကိုလာပြီးတော့မှ ဂရိဘာသာစကားမှာကြည့်မယ်ဆိုရင် cherry toe လို့ခေါ်တယ် highly favored အမြင့်ဆုံးသောမျက်နှာတာပေးခြင်းကိုခံရတဲ့သူဖြစ်တယ်လို့ပြောထားတာဖြစ်တယ် hallelujah ယနေ့မှာဘုရားသခင်က character night တရှိတဲ့အင့်ကို rejoice ဝမ်းမြောက်ပါသင်ဟာ character night တရှိနေတာဖြစ်တဲ့အတွက်ကြောင့် အမြင့်ဆုံးသောမျက်နှာသာပေးခြင်းကိုခံရတဲ့သူတယောက်ဖြစ်တယ်လို့ပြောနေတာဖြစ်တယ်။သင်ဟာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံရတဲ့သူဖြစ်တယ်။ဟာလေလုယ။ဘာဖြစ်လို့လဲ။ခရစ်တော်ကသင်ထဲထဲမှာတည်ရှိနေတဲ့အတွက်ဖြစ်တယ်။သင်ဟာဆိုရင်မိမတကာတို့ထက်မြင့်တယ်လို့မာရိကိုပြောခဲ့တာဖြစ်တယ်။ဒီနေ့မှာ ခရစ်တော်ကတင့်ရဲ့အတွင်းထဲမှာတည်ရှိပြီးတော့အသက်ရှင်နေမယ်ဆိုရင်တင်ကလူမျိုးတကာတဲ့မြင့်တော်သူဖြစ်လာမှာဖြစ်တယ်။တင်ကအမြင့်ဆုံးသောမျက်နှာတာပေးခြင်းကိုခံရတဲ့သူဖြစ်လာမှာဖြစ်တယ်။ဖခင်သခင်ကိုယ်တိုင်ကောင်းချီးပေးခြင်းကိုခံရတော်သူဖြစ်တယ်။ဒါကြောင့်တင်ထဲထဲမှာခရစ်တော်တည်ရှိနေမယ်ဆိုရင်ဟာလေလုယခရစ်တော်အသက်ရှင်နေမယ်ဆိုလို့ရှိရင် ဒီနေ့မှာကောင်းကင်တမန်ကတင့်ကိုစကားပြောနေတာဖြစ်တယ်။ဟာလေလုယ။မာရိကိုပြောတကယ်သူတင့်ကိုကောင်းကင်တမန်ကစကားပြောနေတာဖြစ်တယ်။သင်ဟာအမြင့်ဆုံးသောမျက်နှာသာပြီးချင်းခံရတဲ့သူဖြစ်တယ်။သင်ဟာကောင်းချီးမင်္ဂလာကိုခံရတဲ့သူဖြစ်တယ်။သင်ဟာမင်္ဂလာရှိတဲ့သူဖြစ်တယ်။သင်ကအခြားသူများနဲ့မတူဘဲနဲ့ဟာလေလုယမြတ်စွာသောမင်္ဂလာရှိတဲ့သူ raka shidi didi di kisi li 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 o rafa ka shidi didi kisi di အရာကိုသင်လက်ခံရယူပါယခုပင်လက်ခံရယူပါကောင်းကင်တမန်ကသင်ကိုမာရီကိုလာပြောတကယ်သူယခုသင်ကိုပြောနေတာဖြစ်တယ်ဒီအရာကိုသင်လက်ခံရယူပါမာရီကဲ့သို့သင်ပြန်လဲပြီးတုံ့ပြန်ရမှာမာရီကဘလို့ပြီးပြန်ပြီးတုံ့ပြန်ခဲ့တယ်လဲဆိုကောင်းကင်တမန်ကပြောတဲ့အခါမှာ hallelujah rakha shiri khisi lili lili ricoche di 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 kisi li 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 di kisi o ra fa 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 ra ra ka si di 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 kisi li 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 o ra fa 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 a kang e tong se shi ma ma ri ka pian le tong pian la အကျဉ်းုပ်ဒီထာဝရဖျားဤကျွန်မဖြစ်ပါဤကိုရောဤစကားတိုင်းအကျဉ်းုပ်၌ဖြစ်ပါစေလို့ဝန်ခံတာဖြစ်တယ်။ဟာလေလုယ။ဒီနေ့မှာသင်ဟာ မာရိကဲတို့ဝင်ခံရမှာဖြစ်တယ်။ဘုရားသခင်ရဲ့အမြင့်ဆုံးသောမျက်နှာတာပေးခြင်းဟာလေလုယာကဘုရားသခင်ပြောတဲ့စကားတိုင်းကျွန်ုပ်နိုင်ဖြစ်ပါစေလို့တင်ကဝမ်းမြောက်စွာမာရိကဲတို့ဝင်ခံရမှာဖြစ်တယ်။ထိုကဲတို့တင်ဝင်ခံလိုက်မယ်ဆိုရင်တင်ကဘုရားရဲ့ကောင်းကြီးမင်္ဂလာအလုံးစုံကိုမာရိကဲတို့ခံရပြီးတော့မှအမြင့်ဆုံးသောမျက်နှာတာပေးခြင်းကို ထင်ရှားစွာမြင်တွေ့လာရမှာဖြစ်တယ်။ Rafa Shididi Kisilili Luca Kanjini အငယ်39မှာကျွန်တော်ကြည်ရအောင်။သူငယ်သည်လေကြီးပွား၍ပညာဉာဏ်တက်သည်နှင့်ပြည့်စုံ၏။ဘုရားသခင်၏ကျေးဇူးတော်သည်လေသူ့အပေါ်မှာတည်။ Hallelujah ။သင်ဟာ ခရစ်တော်ထဲမှာတည်ရှိနေတယ်ဆိုရင်သင်ရဲ့ဘဝအသက်တာကအရာခက်သိမ်းမှကြီးပွားလာမှာဖြစ်တယ်ဟာလေလုယာပညာဉာဏ်တသိမှလည်းပြည့်စုံလာမှာဖြစ်တယ်ဟာလေလုယာသင်ကအတန်းပညာတွေမရှိလို့စိတ်မပြတ်ပါနဲ့သင်အထဲထဲမှာခရစ်တော်ကိုသက်ရှင်ခွင့်ပေးလိုက်ပါ ရာဖာခရှိတဲ့တင်ကဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူဖြစ်လာမှာဖြစ်တယ်။တင်ရဲ့ဘဝတသက်မှာမကောင်းတဲ့အရာတွေကြုံနေလို့စိတ်တမကြပါနဲ့ခရစ်တော်ကိုတင်ရဲ့အထေးထဲမှာအသက်ရှင်တန်ခွင့်ပေးလိုက်ပါ။တင်ဟာဆိုရင်မင်္ဂလာရှိတော်သူဖြစ်လာမှာဖြစ်တယ်။ဟာလေလုယ။ဘုရားသခင်ရဲ့အထူးစပယ်ရှယ်မျက်နှာပေးခြင်းခံရမယ့်သူဖြစ်လာမှာဖြစ်တယ်။တင်ဟာကြီးပွားလာမယ့်သူဖြစ်တယ်။ဘုရားရဲ့ကြီးစုတော်ဟာလေလုယ။တင်ရဲ့အပေါ်မှာ တယောက်ချင်းကိုထင်ရှားစွာလူတွေမြင်တွေ့လာမှာဖြစ်တယ်။ဒါကြောင့်တင်ဟာတင်ရဲ့အသက်တာထဲမှာယေရှုရှင်တန်နေတယ်ဆိုရင်ယေရှုအသက်ရှင်နေတယ်ဆိုရင်တင်ရဲ့ဘဝကိုတင်ယနေ့ပင်ပြောပါကျွန်ုပ်ကယနေ့ပင်ဖျားခင်ပြီးတဲ့မျက်နှာตาပြီးခြင်းကိုလက်ခံရယူပါတယ်ယနေ့ပင်ကျွန်တော်ကဖျားခင်ရဲ့လှပခြင်းနေဖျားသခင်ရဲ့ကျွန်တော်အတွက်ထားရှိတဲ့ အကြံစီတော်တွေကြီးပွားခြင်းတိုးတက်ခြင်းဉာဏ်ပညာနဲ့ပြည့်စုံခြင်းအရာရာ၌ဖျားသခင်ရဲ့အလိုတော်နဲ့ပြည့်စုံခြင်းဝမ်းမြောက်ရှင်လန်းခြင်းကိုကျွန်ုပ်ယခုပင်လက်ခံရယူတယ်လို့ပြောပါယုံကြည်ခြင်းနဲ့ပြောဆိုပါယုံကြည်ခြင်းနဲ့ယခုပင်လက်ခံရယူပါဟာလေလုယာစာလင်ငါအငယ်၁၁မှာအိုးထာဝရဘုရားကိုရောသည် ဖြောက်မက်သောသူကိုကောင်းချီးပေး၍ကြီးစုတော်အားဖြင့်ကိုယ်ကဆောင်းမတော်မူလေတည်း။ဟာလေလုယ။သင်အချိန်ထဲမှာယေရှုသက်ရှင်နေရဆိုရင်သင်ကိုယေရှုခရစ်တော်ကဖြောက်မက်သောသူဖြစ်စေတာဖြစ်တယ်။ဟာလေလုယ။ဘုရားသခင်ရဲ့မျက်နှာတာပေးခြင်းကိုသင်ကိုအထူးခံစားစေပြီးတော့မှဘုရားသခင်ကသင်ကိုကိုယ်ကဆောင်းမနေရဖြစ်တယ်။ဟာလေလုယ။ကဗာဥ39အခန်းငယ်27က23အထိကြည့်မယ်ဆိုလို့ရှိရင် ယောသက်ရဲ့အတ္တတာမှာဆိုရင်ထာဝရဘုရားကသူ့ဘက်မှာရှိပြီးတော့မှသူ့ကိုကယ်မတနာတယ်သူ့ကိုမျက်နှာတာပေးတယ်လို့ပြောရနော်ဟာလေလုယဒီနေ့လေခရစ်တော်၌တည်နေတဲ့သင်ဟာသင်ထဲမှာခရစ်တော်ကိုရှင်သန်ခွင့်ပေးထားတဲ့သင်ဟာဟာလေလုယဘုရားသခင်ရဲ့ကယ်မတနာတော်မူခြင်းကိုခံရတဲ့သူဖြစ်ပြီးတော့ဘုရားရဲ့မျက်နှာတာပေးခြင်းကိုရောတက်ခဲ့သူ ခံရတဲ့သူဖြစ်နေတာဖြစ်တယ်။ဟာလေလုယ။သင်ရောက်ရှိတဲ့နေရာမှာသင်ကမျက်နဲ့သာခံရတော်သူဖြစ်တယ်။ဟာလေလုယ။သင်ပြုတဲ့အမှုတွေအားလုံးကအခြားသူတွေရဲ့အထက်ကိုသင်ရောက်ရှိလာမှာဖြစ်တယ်။ဟာလေလုယ။သင်ကိုအရာရာ၌ဖခင်ရဲ့မျက်နဲ့သာပေးခြင်းကြောင့်အောင်မြင်လာစေမှာဖြစ်တယ်။ရခရှိတဲ့သင်လုပ်ငန်းခွင်ထဲမှာရှိတယ်ဆိုရင်သင်ကလုပ်ငန်းခွင်ထဲမှာ အခြားသူများထက်အောင်မြင်တဲ့သူမျက်နှာသာပေးချင်းခံရတဲ့သူဖြစ်လာမှာဖြစ်တယ်။တင်ကအကြောင်းပညာကြီးထဲမှာရှိရဆိုထိုနေရာမှာတင်ထဲမှာခရစ်တော်ရှင်နေသောကြောင့်တင်ကတာမန်လူမဟုတ်ဘူး။ဘုရားမျက်နှာသာပေးချင်းခံရပြီးတော့မှတင်ကဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့မှဟာလေလုယအရာရာနဲ့အောင်မြင်လာမှာဖြစ်တယ်။တင်စီးပွားရေးလုပ်ငန်းထဲမှာရှိတယ်ဆိုရင်ရခရှိတဲ့တင်လို့တမညအရာရာကအောင်မြင်ပြီးတော့မှ ဘုရားရဲ့မျက်နှာတာပေးခြင်းကပေါ်လွင်လာမှာဖြစ်တယ်။ဘုရားရဲ့မစ်ရှင်ထဲမှာလုပ်ငန်းထဲမှာသာသနာထဲမှာရှိတယ်ဆိုရင်သင်ဟာအထူးမျက်နှာတာပေးခြင်းခံရပြီးတော့မှအထူးဘုရားကင်ချီးမြှောက်ခြင်းခံရမှာဖြစ်တယ်။ရာခရှိတယ်။အိုရာခစီလီလီလီကိုရှိတယ်။သင်ရှိနေတဲ့နေရာတိုင်းမှာသင်ရောက်နေတဲ့နေရာတိုင်းမှာဘုရားရဲ့မျက်နှာတာပေးခြင်းဘုရားရဲ့ကိုယ်ကားခြင်းဘုရားရဲ့မင်္ဂလာဘုရားရဲ့တိုးပွားခြင်းအရာရာနဲ့အောင်မြင်ခြင်းတွေကို ်သင်သူများတွေတဲ့ထူးခြားစွာမြင်တွေ့ခံစားရမှာဖြစ်တယ်ဒီအရာကိုသင်ရရှိဖို့အတွက်ကိုမာရီကေတူရိုးရိုးလေးပဲဝင်ခဲ့လိုက်ပါဘုရားရဲ့အဲ့ဒီနှုတ်ကပတ်တော်ပြောတဲ့ကျွန်တော်ကျမရဲ့အသက်တာမှာယခုပင်ပြည့်စုံမှုယေရှုနာမနဲ့လက်ခံရယူတယ်လို့ယခုပင်ဝင်ခံပြောကြားလိုက်ပါဟာလေလုယာ ဘုရားရဲ့မျက်နှာတာပေးခြင်းကကျွန်ုပ်ရဲ့ဘဝအတ္တပေါ်မှာတည်ရှိပြီးကျွန်ုပ်ကအကောင့်တကအကောင့်ဆုံးများကိုလက်ခံရရှိပိုင်ဆိုင်နေတဲ့သူဖြစ်တယ်လို့ဝန်ခံမှာယနေ့အစပြီးအစဉ်အမြဲကျွန်ုပ်ရှိနေတဲ့နေရာတိုင်းမှာကျွန်ုပ်လှုပ်ဆောင်တဲ့အရာတိုင်းမှာဘုရားရဲ့ supernatural တဘာဝလိုမျက်နှာတာပေးခြင်းကကျွန်ုပ်ရဲ့ဘဝတက်တာထင်ရှားပေါ်လွင်လာပြီးယခုပင်သင်ဝန်ခံမှာတင်းရှိမှာဘုရားခင်ကတကားတွေဖွင့်ပေးလာပြီး ဖွင့်ရည်တွေကိုကိုတင့်ကိုဖွင့်ပေးလာပြီလို့ယခုပင်ဖခင်ရဲ့မျက်နှာတာပေးခြင်းနဲ့ရရှိပြီဖြစ်ကြောင်းဝန်ခံပါအာမင်ဟာလေလုယ